ကိုအုပ်ချုပ်ထားတဲ့တိုင်းသူပြည်သားတွေအေးချမ်းအောင်ချမ်းသာအောင်ညီညွတ်အောင်မျှတအောင်စိတ်နှလုံးသားကကရုဏာမေတ္တာနဲ့အုပ်ချုပ်မှဘယင်းတိုင်းသူပြည်သားဆင်းရဲအောင်ဒုက္ခရောက်အောင်ကြံဆောင်နေတဲ့ပုံကိုယ်တွေဟာဘယင်းမဟုတ်ဘူးယန်သူဓမ္မတပုံခေါ်တဲ့ရှင်းမလားအဲ့တော့မင်းကောင်းမင်းမြတ်ဖြစ်ဖို့လိုအပ်မလိုအပ်ဖြစ်ပါတယ်။ဒါအဲ့ဒီဘိုင်း ကိုကိုမိသားစုမှလည်းဒီတိုင်းပဲမိသားစုရဲ့အရှင်သခင်ဆိုရင်ဒီမိသားစုကိုတာဝန်ယူထားသူဆိုရင်ဒီမိသားစုအပေါ်မှာမေတ္တာကရုဏာရှိရသီလသမာဓိပညာလက်ဆင့်ကမ်းနိုင်ဓမ္မမိသားစုရဲ့အရှင်သခင်အဆောင်အယောင်ကဒီကလာဒါမို့တက္ကသိုလ်ကြီးတွေဖွင့်တယ်မန္တလေးတက္ကသိုလ်ကြီးဖွင့်သွားခဲ့တဲ့ထူထောင်သွားခဲ့တဲ့ဆရာဦးကိုလေးပမောက္ခဒေါက်တာဦးကိုလေးပြောသွားတဲ့စကား သိကောင်းတယ်ဒီတက္ကသိုလ်ကြီးဖွင့်တာလက်မှတ်ပေးဖို့ဖွင့်တာမဟုတ်ဘူးတဲ့ဘယ်လက်မှတ်ပေးဖို့တက္ကသိုလ်ဖွင့်ထားတာမဟုတ်ဘူးတဲ့တက္ကသိုလ်ကျောင်းကတက်တယောက်သင်ကြားသွားတဲ့ပုံကိုယ်တွေဟာအမြင်ကျင်ရသဘောထားကြည့်ရကိုကျင်တရားပြည့်စုံရသီလသမာဓိပညာပြည့်စုံတဲ့အမျိုးကောင်းသားတွေမွေးထုတ်ဖို့တက္ကသိုလ်လုပ်တာတဲ့